ကျွန်တော်တို့အိမ်ကနေစပြီးတော့အလားမိတ်နာခံနဲ့အိမ်ဖြစ်အောင်ကျွန်တော်တို့စပြီးတော့ကြိုးစားရမယ်တအိမ်တအိမ်ကြိုးစားလာရင်တရွက်ကလုံးဖြစ်သွားမယ်တရွက်ကတိုင်းတရွက်ကတိုင်းကြိုးစားလာရင်တမျိုးလုံးဖြစ်သွားမယ်တမျိုးလုံးတမျိုးလုံးမျိုးတိုင်းမျိုးတိုင်းကြိုးစားလာရင်တတိုင်းပြည်လုံးဖြစ်သွားကျွန်တော်တို့ကနေစပြီးတော့ စူးစမ်းမယ်ဒါတော့ကိုယ်အိမ်ကိုကိုယ်ဒင်းရှိအောင်ကျွန်တော်တို့လုပ်ကြမယ်ကိုယ်အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေကိုဒင်းရှိအောင်ကျွန်တော်တို့လုပ်ကြမယ်နော်ဒါတော့ကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့မျက်စိမှိတ်သွားပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ခလေးတွေကျွန်တော်တို့သားသမီးတွေရဲ့အောင်မြင်မှုကဒင်းအာသာသနာအပေါ်မှာယက်တည်နိုင်ခြင်းအပေါ်မှာပဲရှိတယ်အကယ်၍ကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့အဲ့ဒီအရေးချင်းမပေးခဲ့ဘူးသာသနာအပေါ်မှာယက်တည်နိုင်တဲ့အရေးချင်းမပေးခဲ့ဘဲနဲ့ကျွန်တော်တို့ကဘာဘေးတိတာပဲကျွန်တော်တို့လွတ်လိုက် ွတ်လိုက်ကျွန်တော်တို့ခလေးအောင်မြင်မှုကိုရှာတွေ့မှာမဟုတ်ဘူးလေးစားအတယ်မိတ်ဆင်ညီနောက်များခင်များတကြောက်တော့အများကြီးဒီလိုအိမ်နေရှိတယ်အိမ်မှာပတ်စံလဲရှိတယ်ဥစ္စာလဲရှိတယ်အကုန်ရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်မတရားဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကဒင်းကိုကြောခိုင်းထားလို့သာသနာကိုကြောခိုင်းထားလို့အလတ်ရဲ့အမိတွေကိုကြောခိုင်းထားလို့တော့ဒီတော့ကျွန်တော်တို့အလတ်အမိကိုရှည်လန်းတင်မယ်သာသနာကိုရှည်လန်းတင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒုနီယာကိုလည်းအလတ်လှပအောင်လုပ်ပေးလိုက်နိုင်မယ်ကျွန်တော်တို့ရဲ့အာခိရတ်လည်းပဲ ဲချင်းချက်မရှိလှပသွားလိမ့်မယ်လိစာအတယ်မိတ်ဆီညီနောင်များခင်များဒီလိုဒီကနေ့ကျွန်တော်တို့သိရမှာကပါလေတော့ဂုဏတွေကျူးလွန်ပြီးတော့ဒုနရရဲ့တာယာမှုကိုလည်းပဲကျွန်တော်တို့ရှာရင်ရှာနေလို့ရမှာမဟုတ်ဘူးရှာမယ်ဆိုရင်လည်းပဲရှာလို့တွေ့မှာမဟုတ်ဘူးဒီနေ့မွတ်ဆလမန်နေအများကြီးမွတ်ဆလမန်နေအလကတားထားတဲ့အတိုးနဲ့မပတ်သက်ပါနဲ့မွတ်ဆလမန်နေအဲ့ဒီအတိုးနဲ့သွားပြီးတော့ပတ်သက်နေတယ်တော့တချို့ကအတိုးပေးတယ်ပတ်စံနဲ့အတိုးနဲ့အတိုးတတ်မှတ်ပြီးတော့ပတ်စံချီးတယ် ်တချို့ကပဆန်ကို အတိုးပေးပြီးတော့ပဆန်ချင်းငားကြတယ်နော်ပြန်ပြီးတော့အတိုးပေးပြီးတော့ပဆန်လေးကိုယူကြတယ်နော်ဒီတော့အများကြီးမွတ်စလမန်တွေအလကတားထားတယ်အတိုးနဲ့မပတ်သက်နဲ့အတိုးနဲ့သွားပြီးတော့ပတ်သက်နေမိတယ်အလကတားထားတယ်အရက်မတောင်းနဲ့နော်အရက်တွေတောင်းနေမိတယ်ဘီယာတွေတောင်းနေမိတယ်အများကြီးအများကြီးမွတ်စလမန်လူငယ်တွေနော်ညညဆိုရင်နော်ဘီယာဘူးလေးတွေကိုင်းကိုင်းပြီးသွားလာနေကြတာတွေ့နေရတယ်ဘီယာရောင်းနေဆိုင်တွေမှာဝင်ထွက်နေတဲ့ သူတွေဝင်နေတဲ့သူတွေမှာမွတ်ဆလမန်တွေအများကြီးပါတယ်။နော်ဘီယာတွေတိုက်တဲ့ကလပ်တွေကလပ်တွေကိုမွတ်ဆလမန်လူငယ်တွေတွားပြီးတော့ပျော်ပါနေကြတယ်။အလရှမတ်တခင်ကတားထားတယ်။နော်ဇင်နာမလုံးနဲ့ဇင်နာတွေလုံမိနေကြတယ်။နော်ဇင်နာတွေကိုနော်ပေါ်ပေါ်တင်တင်လှုပ်တဲ့သူတွေလည်းလှုပ်နေတယ်။ဇင်နာတွေကိုခုချောင်ခိုးဝဲလှုပ်တဲ့သူတွေလည်းပဲလှုပ်နေမိတယ်။နော်နေကမရှိဘဲနဲ့တသိန်းတန်ရန်သာမိန်းကလေးနဲ့တွေးတွားတွေးလာနေတဲ့လူငယ်မွတ်ဆလမန်တွေလည်းပဲအများကြီးပဲနေကမရှိဘဲနဲ့တသိန်းတန်ရန်သာမိန်း ်ကလေးတွေနဲ့တော့နောက်ဆုံးညာအိတ်ခရီးပါအတူထွက်နေတဲ့မွတ်ဆမ်လူငယ်တွေလည်းပဲမွတ်ဆမ်အမျိုးသားအမျိုးသမီးတွေလည်းပဲအများကြီးပဲဒီတိုင်းမှာအလကတားထားတယ်တော့လိန်လေပြီးတော့မရောက်နဲ့တော့ကုစီကပစ္စည်းဝယ်တဲ့သူကိုတော့လူလေမချနဲ့မလိန်နဲ့မလှဲစားနဲ့တော့အရာကိုနားမထောင်ပဲနဲ့လိန်နဲ့လှဲစားပြီးအယောင်းဝယ်လုပ်နေတဲ့သူတွေလည်းအများကြီးပဲဒီတိုင်းမှာတော့အလကတားထားတယ်သူတစ်ပါးကိုမတရားမလုပ်နဲ့တော့မတရားလုပ်ပြီးတော့နေနေတဲ့သူတွေလည်းအများကြီးပဲ ယ်မတရားသဖြင့်တဲ့ဥစ္စာပစ္စည်းတွေကိုယူတာတယ်မတရားသဖြင့်တဲ့အမွေပစ္စည်းတွေကိုတိမ့်တိုင်းတိမ့်ပိုက်ထားတယ်အလကတားထားတယ်ကိုကြောင့်နောက်လူဒုက္ခမရောက်စေနဲ့နော်ကိုကြောင့်နောက်လူဒုက္ခရောက်နေရတဲ့သူတွေလည်းပဲနော်အဲ့ဒီလိုဖြစ်အောင်လုပ်နေတဲ့သူတွေလည်းပဲအများကြီးပဲအများကြီးအလုရှင်နေသူကြောင့်အလုသမားတွေတရတရဒုက္ခရောက်နေတယ်သူကြောင့်အလုသမားတွေတရတရနော်အင်တာမတ်ကိုပဲစိတ်ဆင်းရဲခံနေရတယ်ဒီတိုင်းပဲအများကြီးဒီလိုမွတ်ဆလမန်အိမ်နေသူကြောင့်သူ့ပုံဝင် ခြင်းကအိမ်နီးချင်းနေစိတ်ဆင်းရဲနေရတယ်သူ့ကြောင့်သူ့ပဝင်းခြင်းကအိမ်နီးချင်းနေစိတ်ဒုက္ခရောက်နေကြတယ် သူ့ကြောင့်သူ့ရဲ့ဆွေမျိုးသားချင်းတွေစိတ်ဆင်းရဲရတယ်သူ့ကြောင့်သူ့ရဲ့ဆွေမျိုးသားချင်းတွေဒုက္ခတွေတွေ့ရတယ်နော်ဒီတော့လူတွေကိုအမြဲတမ်းနိုင်ထက်စီးနေစကားပြောမယ်လူတွေကိုအမြဲတမ်းအပေါ်စည်းကနေဆက်ဆံမယ်နောက်ဆုံးလူတွေကိုလက်နဲ့ဒုက္ခမပေးဘူးဒါပေမဲ့နှုတ်ကနေအမြဲတမ်းဒုက္ခပေးနေတယ်အဲ့ဒီလူနဲ့ဘသူစကားပြောလိုက်လဲပြောလိုက်တဲ့သူတိုင်းကရင်ထဲမှာနည်းနည်းမဆိုးခံစားသွားရတယ်အမြဲတမ်းလူတွေကိုစကားအပေါ်မှာစကားနော်အနိုင်ယူပြီးတော့ပြောလိပြောထားရှိတယ်ဒီတော့အဲ့ဒါတွေ ျွန်တော်တို့လှုပ်ပြီးတော့ကျွန်တော်တို့နော်ဒုနီယာကြီးရဲ့အောင်မြင်မှုတာယာမှုကိုရှာမယ်ဆိုရင်လေရှာတွေ့မှာမဟုတ်ဘူးအာခိရတ်ကဲအောင်မြင်မှုအာခိရတ်ကဲတာယာမှုကိုရှာမယ်ဆိုရင်လည်းပဲရှာတွေ့မှာမဟုတ်ဘူးလိစာအတ္တမိစီနေနောက်မြခင်များဒီတော့တစ်ခါတစ်ခါအခက်ခဲတွေကျုံလာတဲ့တောကတွေရောက်လာတဲ့အခါကျရင်ကျွန်တော်တို့ကဒါမတွေးမိဘူးငါရဲ့ဘေကွန်နာကြောင့်များအလံငါကိုအေးအေးယူနေတာလေ ငါရဲ့ဘေးကနာကြောင့်များအလဘကံနေဒီလိုဒုက္ခဒီလိုဒုက္ခကိုပို့လိုက်တာလေအဲ့ဒါကိုကျွန်တော်တို့မတွေးမိကြဘူးဒီတိုင်းပဲငါအခုဒုက္ခတွေကိုရောက်နေတယ်ငါများဘု து ကိုဒုက္ခပေးထားမိလို့လေ နော်ဘသူရဲ့နာကြီးမှုကငါအဲ့တော့တောကရဲ့အသွင်နဲ့ငါစီကိုပြန်ပြီးတော့ရောက်လာရတာလေအဲ့ဒါကိုကျွန်တော်တို့မတွေးမိကြဘူးကျွန်တော်တို့တရက်တရက်လူပေါင်းများစွာကိုနာကျင်အောင်လုပ်မိတယ်အဲ့ဒီနာကျင်မှုတွေနာကျင်မှုတွေအားလုံးကစုပေါင်းပြီးတော့အင်တန်ကြီးမားတဲ့တောကကြီးအသွင်နဲ့ကျွန်တော်တို့စီကိုရောက်လာတယ်ကျွန်တော်တို့အဲ့ဒီအချိန်အလူးလေရင်ဆိုင်ရတယ်အဲ့ဒီအချိန်ကျွန်တော်တို့ဒီလိုတွေပြောတယ်ငါ့ကိုဘသူဂျာတူလောက်ထားလဲမသိဘူးအမှန်တကယ်ဘသူမှဂျာတူလောက်ထားတာမဟုတ်ဘူးကိုက ကလူပေါင်းများစွာကိုအခက်ခဲဖြစ်အောင်လုပ်ခဲ့တယ်။လူပေါင်းများစွာကိုမျက်ရည်ကျအောင်လုပ်ခဲ့တယ်။လူပေါင်းများစွာကိုနာကျင်အောင်လုပ်ခဲ့တယ်။အဲ့ဒီလောက်ရတဲ့အားလုံးကစုပေါင်းပြီးတော့တောကတစ်ခုရဲ့အတွင်နဲ့ဒုက္ခတစ်ခုရဲ့အတွင်နဲ့ကျွန်တော်တို့စီကိုပြန်ပြီးရောက်လာတာဒီတော့ကျွန်တော်တို့မှတ်ထားပါခုချုပ်လူတယောက်နည်းနည်းနာကျင်သွားတယ်ဆိုရင်လည်းပဲတော့ကျွန်တော်တို့ဒီတိုင်းမှတ်ထားနေသူစီကနေပြီးတော့မာဖီတောင်းလိုက်တခါတည်းဒီမှာရှင်းလိုက်လို့မဆိုရင်အဲ့ဒီနာကျင်မှုတွေကစုပြီးတော့တနည်းကိုစီကိုတော Poker okay. appeared ဒုက္ခတစ်ခုအတွင်နဲ့ရောက်လာနိုင်စရာရှိတယ်လေစာအတဲမိတ်ဆီနင်းနောင်မြခင်များအများကြီးဒီလိုလူတွေရှိတယ်နော်သူ့မှာဥစ္စာရှိတယ်ကြွေဝတယ်အရှိန်ဝါရှိတယ်ဩဇာရှိတယ်အဲ့ဒီအခါဘသူကမှဂယုမဆိုင်ဘူးငါ့ကိုဘသူပြောလို့ရမှာလဲငါ့ကိုငါမိသားစုမှာလဲဘသူမှပြောရတဲ့သူတယောက်မှမရှိဘူးငါ့ကိုငါဆွေမျိုးတွေမှာလဲဟရဲတဲ့သူတယောက်မှမရှိဘူးဒီတော့အားလုံးအပေါ်မှာနိုင်ထက်စင်းနေဆက်ဆံပြီးတော့နော်သူကအင်တာမတ်ကိုပဲတာယာတယ်လို့သူထင် င်းနေတယ်ကျွန်တော်တို့မှတ်ထားပါလူတွေကကိုယ့်ကိုပြန်ပြီးလက်စားမချေနိုင်ပေမဲ့လည်းပဲတော့ကိုယ်မတရားတွေလုပ်ခဲ့မိတယ်အဲ့ဒီအစားကိုအလကတော့ပြန်ပြီးတော့ယူနိုင်တယ် တိစ္ဆာအတ္တမိစီနင်းတော်မြခင်များအလကတော့မုချက်ပြန်ပြီးတော့ယူနိုင်တယ်ကျွန်တော်တို့လူအလုံးကိုအနိုင်ကျင့်ရင်ကျင့်လို့ရမယ်ဒုဗိမဲ့ကျွန်တော်တို့တော့အလရဲ့အရေးယူမှုရောက်လာပြီဆိုရင်တော့တော့ကျွန်တော်တို့အဲ့ဒီအရေးယူမှုကိုဘာနဲ့မှတုတ်ပြန်လို့ရမှာမဟုတ်ဘူးလိစ္ဆာအတ္တမိစီနင်းတော်မြခင်များတော့အများကြီးဒီလိုရှိတယ်တော့ကိုယ့်ရဲ့ဩဇာ ကိုယ့်ရဲ့နောချွေဝမှုကိုအတုံးချပြီးတော့ကိုလက်အောင်ငယ်သားကိုလည်းပဲပြိုးပစ်လိုက်တာပဲရစရာမရှိအောင်သူနာကျင်သွားလားသူခံစားသွားလားနည်းနည်းမှမတွေးမိဘူးဒီတိုင်းပဲကိုယ့်ရဲ့ချွေဝမှုနောကိုယ့်ရဲ့ပြီးနိုင်ကမ်းနိုင်မှုကိုအတုံးချပြီးတော့နောအစင်မပြေတဲ့ဆင်းရဲတဲ့ဆွေမျိုးသားချင်းကိုလည်းရစရာမရှိအောင်ပြိုးပစ်လိုက်တာပဲသူကတော့ကိုယ့်ကိုချောက်လို့ပြန်မပြောရေးပေမဲ့သူနှလုံးသားဘလောက်နာကျင်သွားလဲဆိုတာကိုမသိနိုင်ဘူးဒီတိုင်းပဲနောကိုယ့်ပုံဝင်ချင်းမှရှိတဲ့အိမ်ကြီးချင်းကို ိုလည်းပဲဂယုကုံမဆိုင်ဘူးကိုယ်အိမ်ကနေပြီးတော့အသံပလန်နေကျင်းနေတယ်ကိုယ်အိမ်ကနေပြီးတော့တော့တခြား အိန္ဒိချင်းတွေဒုက္ခဖြစ်စေမဲ့ကိစ္စတွေလုံမိနေတယ်ငါ့ကိုဘယ်သူကပြောရမှာလဲငါ့ကိုဘယ်သူကလာပြီးတော့တော့ဒါကိုပြောနိုင်ပြောရကြမှာလဲအဲ့ဒီလိုနဲ့ကျွန်တော်တို့နေကြတယ်အဲ့ဒီလိုကျွန်တော်တို့မဟုတ်ဘူးတော့ဘယ်သူမှကိုယ့်ကိုမပြောရင်းရင်လဲပဲဘယ်သူမှကိုယ့်ကိုပြန်ပြီးတော့မတုတ်ပြန်ရင်လဲပဲကျွန်တော်တို့အလတ်ကိုကြောက်ပါအလတ်ရှိတဲ့အလတ်မြင်းနေတဲ့အလတ်ရှိမသခင်တွေ့နေတဲ့တော့အလတ်ကတော့မုတ်ချအရေးယူနိုင်တဲ့အရှင်ဖြစ်တယ်လိစာအတ္တမိတ်စီကြီးတော်မြတ်ခင်များ ဒါကြောင့်ကျွန်တော်တို့နော်အလတ်အမိတ်ဖီဆန်နဲ့ကဏ္ဍတိုင်းကဏ္ဍတိုင်းကိုကျွန်တော်တို့အင်တာမကိုပဲနော်ဟိုသတိထားရမယ်ဘင်းဒီးနဲ့မှအလတ်အမိတ်ကိုဖီဆန်မှုမလုပ်ရဘူးအလတ်တားထားတဲ့ကိစ္စတစ်ခုမှမလုပ်ရဘူးဒီတိုင်းပဲနော်ကိုကြောင့်လူတွေဒုက္ခရောက်အောင်ငါကျင်အောင်မလုပ်ရဘူးနော်ဟာဇတ်မောလာနာမူစတီသကီဥစမာနီဆာဘ်ကနော်ကျွန်တော်တို့အခုကောင်းပြီနော်ဂွန်နာသည် မလုတော့မှဘဝตายရမယ်ဆိုတော့လူတိုင်းလူတိုင်းကကုနာတော့မကင်းဘူးအားလုံးကကုနာကိုစီရှိကြတော့ကုနာတချို့ကိုလုံမြဲလုံနေမိတယ်တော့အဲ့ဒီခါကျတော့ဒီကုနာတွေကိုကျွန်တော်တို့ဘလို့ရှောင်ကျင်မလဲတော့ကုနာကနေရှောင်ကျင်ရမယ်ဆိုတာတော့သိတယ်ဒါပေမဲ့ဘလို့ရှောင်ကျင်ဖို့ကြိုးစားရမလဲဆိုတာတော့ဘရောမကျွန်တော်တို့မတွေးတော့မိဘူးတော့အဲ့ဒီလိုမဖြစ်ရအောင်အချက်၄ချက်တင်ပြတယ်တော့လူတစ်ယောက်ကတော့ကုနာ မကောင်းဘူးဆိုတာသိတယ်ဂုဏကံနေရှောင်ကျင်ရမယ်ဆိုတာသိတယ်ဒီတော့အဲ့ဒီလိုသိပြီးတဲ့နောက်သူ့မှာနံပါတ်1အချက်ပါလို့အပ်လဲတော့ဂုဏမလုတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်လိုအပ်တယ်တော့ဂုဏမလုတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်လိုအပ်တယ်ငါဂုဏတွေမလုပဲနဲ့နေတော့မယ်ကွာ ။တော့ဒါပေမဲ့ကျွန်တော်တို့ကအခုအဲ့ဒီလိုမဟုတ်ဘူး။ဂုဏဘလောက်ဆိုးရွားတယ်ဆိုတာကိုဘလောက်ပဲသိရသိရဘလောက်ပဲတရားတွေနားထောင်ဝနားထောင်ဝနားထောင်ပြီးသွားရင်လည်းဂုဏမလုတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်မကျနိုင်ဘူးဖြစ်နေတယ်။အဲ့ဒီလိုမဟုတ်ဆုံးဖြတ်ချက်ချလိုက်ရ။တော့လုံးလုံးသေးကိုဆုံးဖြတ်ချက်ကြစရာရှိတာချလိုက်။ငါဂုဏမလုတော့နော်အခုကစပြီငါကုနာတွေလုံးဝမလုတော့နော်ကုနာမလုတော့ဘူးဒါနံပါတ်1ဆုံးဖြတ်ချက်ချလိုက်ကြမယ် နံပါတ်1ကပါလေဂုဏတစ်ခုရှိရောက်လာပြီဆိုလို့ရှင်အဲ့ဒီအချိန်ကျရင်ကိုယ့်ရဲ့ရွေးစွမ်းသတ္တိကိုယ့်ရဲ့နော်အင်အားကိုအဲ့ဒီမှာအသုံးချရမယ်ဘလို့အသုံးချရမှာလဲနော်ဘလို့အသုံးချရမှာလဲဂုဏကိုယ့်အရှိကိုရောက်လာပြီအဲ့ဒီဂုဏကိုရှောင်လွှဲနိုင်ဖို့အတွက်ကိုယ့်ရဲ့နော်ရွေးစွမ်းသတ္တိနော်ကိုယ့်ရဲ့ဇေလုံးနာကိုအဲ့ဒီမှာအသုံးချပြီးတော့ကြိုးစားရမယ် လေးစားအတက်မေးစီနေတော့မြခင်များနော်ဒီတော့နော်ဒီနေရာမှာဂုဏတခုအရှိကိုရောက်လာပြီနော်အရှိကိုရောက်လာတာနဲ့နော်ချက်ချင်းလုံလိုက်တယ်ချက်ချင်းလုံမိသွားတယ်ဆိုရင်အဲ့ဒါလူပြောလူညံ့တယောက်ပဲ နော်လူဆွမ်းကောင်းဆိုတာဒီလိုမဟုတ်ဂုဏအရှိကိုရောက်လာတဲ့အဲ့ဒီဂုဏကိုရှောင်နိုင်ရမယ်နော်ဒါလူဆွမ်းကောင်းရဲ့အရေးချင်းနော်ရေးဆွမ်းတတိကြည့်တဲ့သူရဲ့အရေးချင်းနော်လာသမျှဂုဏမြင်သမျှဂုဏအကုန်ထိုင်လုံးမိနေရင်အဲ့ဒါအင်တန်ပြုံညံ့တဲ့လူတယောက်ဖြစ်နေပြီဒီတော့ကိုယ့်ရဲ့ရေးဆွမ်းတတိကို နော်ဂုဏရှောင်ချင်တဲ့နေရာမှာအသုံးချရမယ် ပြီးတဲ့အခါမှာအလတ်စီမှာသူကတောင်းရမယ်ယအလာနော်ကျွန်တော်ကိုဂုဏာကနေရှောင်ကျင်နိုင်တဲ့တောဖစ်ပေးပါအမြင့်တီသူကလုတ်ကမယ်နော်အလတ်ရှိတော်မှောက်ရောက်တဲ့အခါကိယမတ်တင်မှာအလတ်ဂုဏာတွေကနေရှောင်ကျင်ပါရဲ့ဒါပေမဲ့နော်ကျွန်တော်မရှောင်နိုင်ခဲ့ဘူးလို့အလတ်ကိုရှောက်တာတော့အလတ်အမိရှိလိမ့်မယ်အသင်ကတော့မရှောင်နိုင်ဘူးဒါပေမဲ့ငါအလာကတော့အသင်ကိုဂုဏာတွေကနေရှောင် လို့ရအောင်လုပ်ပြီးနိုင်တဲ့အရှင်လေးတော့အတင်ကစီကတခါတောင်းဘူးလားဒီလိုတော့အလတ်ကွန်နာတွေကနေရှောင်းနိုင်တဲ့တော်ဖစ်ပေးပါဆိုပြီးတော့ဒီတော့အလတ်စီမှာကွန်နာတွေကနေရှောင်းနိုင်တဲ့တော်ဖစ်ပေးပါဆိုပြီးသူကတောင်းပါမယ်အဲအကယ်၍ကွန်နာထဲမှာအခုနံပါတ်၄အချက်ကွန်နာထဲမှာနင်းမွန်းသွားပြီနင်းမွန်းသွားပြီဆိုရင်လည်းပဲအချိန်မဆိုင်အချိန်မဆွဲပဲနဲ့ချက်ချင်း istighfar ချက်ချင်းတောက်ပါလောက်ကမယ်เนาะအဲ့ဒီလေးချက်เนาะနံပါတ်1ဂုဏတွေကိုဖြတ်မယ်ဆိုပြီးတန်ိဋ္ဌံချမယ်နံပါတ်2ဂုဏတစ်ခုရှိရောက်လာပြီဆိုလို့ရှင်အဲ့ဒီဂုဏကိုเนาะလုံးဝမလုတ်ပစ်အောင်เนาะကိုယ့်ရဲ့ရေစွမ်းတက်တိကိုအသုံးချပြီးရှောင်ကျင်မယ်နံပါတ်3အလတ်စီကနေဂုဏတွေရှောင်နိုင်ဖို့အတွက်သူကတောင်းမယ်နံပါတ်4ဂုဏဖြစ်သွားတယ်အဲ့ဒီကြားထဲကဂုဏဖြစ်သွားတယ်ဆိုရင်ချက်ချင်းတောက်ပါလို့မယ်အဲ့ဒီအမှန်၄ခုကိုကျွန်တော်တို့လုတ်ကြည့်ပါတဲ့เนาะကျွန်တော်တို့ဂုဏတွေရှောင်နိုင် င်တဲ့အနေအထားတစ်ခုကိုရလာလိမ့်မယ်။เนาะဒါကကုနာရီရှောင်းဖို့အတွက်เนาะဒီတော့ကျွန်တော်ဝါကေယာလေးတစ်ခုတင်ပြပြီးနေကုန်းချုပ်လိုက်။เนาะဒီဝါကေယာကဒီသင်္ကန်းစာเนาะကျွန်တော်တို့ဘလောက်ပဲလောကကြီးမှာလူတွေအပေါ်မှာမတရားလုပ်ခဲ့မိလုပ်ခဲ့မိเนาะအလိုက်ရဲ့အေးအေးမှုကနေတော့မလွတ်နိုင်ဘူး။တခါကလူတစ်ယောက်ရှိတယ်။เนาะအဲ့ဒီလူကเนาะဒေတာတစ်ခုမှာသွားပြီးတော့เนาะကဆိုင်လုပ်တယ်။ကဆိုင်လုပ်တယ်။ကဆိုင်လုပ်တယ်ဆိုတော့ညဘက်ဆိုရင် တားကောင်းဒီကိုလှီးရတယ်စဘာလုတ်ကြတယ်ခုတ်ထက်ကြတယ်အရင်လိုနဲ့သူတရက်တော့ညဘက်ကြီးတော့သူ့အလုတ်ကညလုတ်ရတယ်အလုတ်ပဲအရင်လိုနဲ့ညဘက်သူအလုတ်လုတ်ပြီးတော့မနက်တော့မနက်ဆိုတော့မူးတော့မလင်းသေးဘူးပေါ့မှောင်နေတော့မယ်သူအလုတ်ကနေပြန်လာတော့ကဆိုင်သမားဆိုတော့ခန္ဓာကိုယ်မှာအမြဲတမ်းတွေးနေပီနေတယ်အလုတ်ကနေပြန်လာတဲ့အချိန်တွေးနေအမြဲတမ်းပီနေတတ်တယ်အိမ်ရောက်မှရေမှုချိုးပြီးအဝေးစားနေမှာပေါ့အရင်လိုနဲ့လမ်းမှာဘာဖြစ်လဲဆိုတော့ဓာတ်ထိုးခံထားရတဲ့လူတစ်ယောက်နဲ့သွားတွေ့ နော်အဲ့ဒီဓာတ်ထိုးခံထားရတဲ့သူကလည်းဓာကြီးညင်ဝမှာစိုက်ပြီးတော့နော်သူ့ကိုဓာတ်ထိုးရတဲ့သူကိုလိုက်ရှာနေတာအဲ့ဒီအမောင်ထဲမှာအဲ့ဒီလူနဲ့နော်ဒီလူနဲ့စုံတဲ့အခါကျတော့ဒီဓာတ်ထိုးခံထားရတဲ့သူကကဆိုင်သမားကိုတွေ့ပြီးတော့အ ਾਇ ရပါရဖမ်းပြီးတော့မိငါကိုဓာတ်နဲ့ထိုးရတာမိငါကိုတတ်သွားတာအဲ့ဒီလိုပျော်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 ပြီးနောက်ဆုံးအဲ့ဒီဓာတ်ထိုးခံရတဲ့သူတေးသွားတယ်တေးသွားတယ် ဒီလိုကဆိုင်သမားက तू ဘာမှ तू လည်းမတားနဲ့ဒီလူကိုထိုးထားတာမဟုတ် तू တိလည်းပဲမသိဘူးအဲ့ဒီလူဘယ်သူလဲဆိုတော့ဒါပေမဲ့ဒီလူကအတလူကြီးသူ့ကိုမင်းငါကိုဒါနဲ့ထိုးွားတာဆိုပြီးပြောတယ်နော်ဘာကြောင့်ပြောလဲဆိုရင်ကဆိုင်သမားရဲ့ကိုမှာသွေးတွေပီးနေတယ်ပီးနေတော့ဒီဓာတ်ထိုးခံရတဲ့သူကနော်အဲ့ဒီသွေးတွေကိုမြင်ပြီးတန်တရားဖြစ်သွားတယ်ငါကိုဓာတ်ထိုးွားတာ तू ပဲအဲ့ဒီအတွက်ကြောင့်မလို့သူ့ကိုမှာသွေးတွေပီးနေတာနော်ဒီတော့ညကလည်းမှောင်မှောင်မဲမဲဆိုတော့ ဒီဓာတ်ထိုးခံရတဲ့သူကသူ့ကိုဘသူထိုးရလဲဆိုတာလည်းသိကြမတွေ့လိုက်ရတော့နောက်ဆုံးကဆိုင်သမားကိုသူ့ကိုထိုးတဲ့သူပါဆိုပြီးသူတော့အဲ့ဒီလိုတော့ဟိုအော်ဟစ်ပြီးတော့နောက်ဆုံးသူတေးသွားဒီလိုပုံချင်ရလူတွေရောက်လာတယ်ရောက်လာတဲ့အခါကျတော့ဒီကဆိုင်သမားကိုဖမ်းလိုက်တယ်တော့ကဆိုင်လုပ်တဲ့သူကိုဖမ်းလိုက်တယ်တော့ဖမ်းပြီးတော့သူ့ကိုအခုအမှုစစ်တယ်တော့အမှုမှလည်းပဲအခုကဟိုခစ်ကတော့ဒီလိုသွေးကို DNA ယူပြီးစိတ်လို့ရတဲ့ခင်မှမဟုတ်တာတော့မင်းရဲ့ခန္ဓာကိုယ်မှာသွေးတွေပြီးနေတယ် နော်ဒီတော့အထိုးခံရတဲ့သူအသက်ခံရတဲ့သူကလေတေကန်ကြီးပြောရတယ်သူ့ကိုထိုးတာဒီလူပဲဆိုပြီးတော့ဒီတော့ဒါတေချာနေပြီနော်ဒီအမှုကိုကျွလွန်တာမင်းပဲဒီတော့မင်းတေတန်ပေးခံရအောင်တော့ဒီကဆိုင်သမားအတလူကြီးပါရှိသွားလေနော်အဖမ်းခံပြီးနောက်ဆုံးတေတန်အမိတ်ကျသွားတယ်နော်ဒီတော့ဒီကဆိုင်သမားငူတယ်ငူတယ်ငူတယ်နော်ဘသူမှသူ့ရဲ့စကားကိုနားမထောင်နော်ဘသူမှသူရှင်းပြတာကိုလည်းမခံဘူး နော်ဒီတော့ကျွန်တော်မတက်ရပါဘူးကျွန်တော်ဒီလူကိုတားနဲ့ထိုးတာမဟုတ်ပါဘူးကျွန်တော်ကိုမှပြနေတဲ့သွေးတွေကဒါတတ်တတ်ယုံကပါလာတာပါဘယ်သူမှမနှမခောက်နော်ဒါကမင်းပဲတတ်တာဘာဖြစ်လို့လဲတေးတဲ့ကာကရှင်ကိုယ်တိုင်မင်းလို့ပြောပြီးတော့တည်သွားတာလေအဲ့ဒီခါကျတော့နောက်ဆုံးဒီကဆိုင်သမားကနောက်ဆုံးသူလည်းစိတ်လျှော့လိုက်တယ်ငါအသက်ခံရတော့တည်တံပြီးခံရတော့ဒါတော့အဲ့ဒီအချိန်သူကသူ့အနားမှာစောင့်နေတဲ့အဆောင်တယောက်ရှိတယ်။နော်အဲ့ဒီအဆောင်ကိုသူပြောပြတယ်။နော် ငါတည်တံပေးခံရပြီ။တော့ဒီတော့တည်တံပေးခံရပြီ။ဒါမဲ့ငါတကယ်ဒီလူကိုငါတတ်ခဲ့တာမဟုတ်။ဒါမဲ့ငါဒီတည်တံကိုငါရေးရေးကြီးငါခံလိုက်မယ်။ဒီတည်တံငါနဲ့တိုက်တန်နဲ့တည်တံမယ်။တော့ငါသူ့တတ်ခဲ့တာမဟုတ်ပေမဲ့ငါနဲ့တိုက်တန်နဲ့တည်တံမယ်။ဒီတော့ဒီလူကမေးတယ်ဘာဖြစ်လို့တိုက်တန်တာလဲ။တော့ဒီကဆိုင်သမားကပြောပြတယ်။ငါဘဝမှာတော့အင်မတန်ဆိုးတဲ့မကောင်းမှုတစ်ခုကိုငါလုပ်ခဲ့မှုတယ်။အဲ့ဒါကဘာလဲဆိုတော့ငါကတစ်ချိန်လုံးကလှီထိုးသမား ဒီတော့လီထူးသမားဆိုတော့ငါကနော်လီနဲ့လူတွေကိုဟိုပို့တီးပို့နော်ဟိုဘက်ကအနေဒီဘက်ကပို့ပေးတာနော်အဲ့ဒီတော့တရက် main ကလေးတယောက်နော်အမျိုးသမီးတယောက်နေကနဲ့နော်အဲ့ဒီအမျိုးသမီးနဲ့ခလေးလေးတယောက်နော်ဒီလေးပေါ်ကိုရောက်လာတယ်ဒီတော့အဲ့ဒီအမျိုးသမီးကတစ်ချိန်လုံးကငါသဘောချဘူးတဲ့ main ကလေးပြက်ဒီတော့ဒီအမျိုးသမီးကအခုနောက်တယောက်နဲ့အိမ်အောင်ကြပြီးတော့ဒီခလေးလေးရသွားတယ်အဲ့ဒီခါဒီအမျိုးသမီးကိုငါလှီပေါ်ရောက်လာတော့ငါသူ့ကိုပြောတယ်နော်ငါနဲ့နေနဲ့ပြောပါမယ် နော်တနည်းအားဖြင့်နော်ငန်းနေဘူးစင်းဟာလှုပ်ချင်တယ်ခွင့်ပြုပေးပြီးတော့ဒီအမျိုးသမီးကအင်တန်အစ်သက်ချီတယ်မိန်ကလေးလုံးဝခွင့်မပြုခွင့်မပြုတော့နောက်ဆုံးသူကချင်းချောင်းရင်ချင်းချောင်းရင်နဲ့ဒီအမျိုးသမီးရဲ့ခလေးကိုကင်မီရီတဲ့ကိုနှိပ်ပလိုက်တယ်ဒီတဲ့ကိုနှိပ်လိုက်တာအချိန်လုံးပြီးရေတဲ့ခလေးပြုတ်ကျသွားတယ်နော်အဲ့ဒီတော့သူကမထူးတော့ဘူးဆိုပြီးတော့ခလေးလည်းတီးတဲ့အဆုံးမထူးတော့ဘူးဆိုပြီးဒီအမျိုးသမီးကိုနော်အတင်းအဓမ္မစင်နာလှုပ်လိုက်တယ်လှုပ်ပြီးတော့အဲ့ဒီအမျိုးသမီးကိုပဲတတ်ပြီးရေတဲ့မျောခဲလိုက်တယ်နောက်ဆုံးသူအဲ့ဒီ အချိန်သူ့ကိုဘယ်သူမှလည်းပုံဝင်ခြင်းကမတွေ့လိုက်ဘူး။နော်မတွေ့လိုက်တဲ့အခါကျတော့ तू အစအနဖြောက်ပြီးအင်းမျိုးကနေထွက်ပြီးတော့အင်တန်ဝေးတဲ့နောက်တနေရာကိုလာပြီးတော့ကဆိုင်ဘဝနဲ့ तू ဒီမှာနေနေလိုက်တယ်။ तू ပြောပြတယ်ငါထိန်လိုက်တယ်ငါ့ကိုဘယ်သူမှမတွေ့လိုက်ဘူး။ เนาะဘယ်သူမှသိမှာမဟုတ်ဘူးငါဒီလိုလုပ်ခဲ့တာเนาะဒီတော့ငါတော့လွတ်သွားပြီလို့ငါထင်လိုက်တယ်တဲ့ဒါပေမဲ့ငါဒီနေ့ငါသဘောပေါက်သွားပြီဘယ်သူမှမတွေ့တဲ့အလာတော့တွေ့တယ်အလာရဲ့အေးယူမှုကပုံစံတစ်ခုမဟုတ်တစ်ခုတနည်းမဟုတ်တနည်းနဲ့ငါစီရောက်ကိုရောက်လာတာပဲဒီတော့ဒီလူကိုတန်းနဲ့ထိုးပြီးတက်ခဲ့တာငါတော့မဟုတ်ဘူးဒါပေမဲ့ဒီတေတံအနေနဲ့ငါနဲ့ထိုက်တန်တယ်ဒါကြောင့်ကျွန်တော်တို့ဒုညမှာเนาะဘယ်သူကိုပဲမကောင်းတာ လုံပြီးလုံပြီးနော်ဒုတိယကုံမတရားလုံပြီးလုံပြီးနော်အဲ့ဒါကငါ့ကိုသူကတော့ဘာလုံးနိုင်မှာမဟုတ်လို့လေလို့ဘရောမှာမတွေးနဲ့နော်ဘသူမှဘာမှမလုပ်နိုင်ပေမဲ့အလရှိမတ်တခင်ကအရေးယူနိုင်တဲ့အရှင်ဖြစ်တဲ့အလရှိမတ်တခင်ကျွန်တော်တို့အားလုံးကိုတင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တော်ဖစ်ချင်းပဲတော်မှုပါသည်အာမင်ဝါခီရူတာအဝါနာအနီလ်ဟမ်ဒူလ illah ရဗ်အာလမီပြန်တဲ့အခါ